င်္ဂလာပါခင်ဗျာအိုင်ဒီယာမြန်မာကနေပြီးတော့နိုဝင်ဘာလ15ရက်နေ့ကမ္ဘာတဝန်းမှာရှိတဲ့ထူးခြားတဲ့သတင်းတွေကိုတင်ပြပေးလို့ရဖြစ်ပါတယ်ပထမဆုံးတင်ပြပေးလို့ရတဲ့သတင်းကအမေရိကန်ဆိုရရန်နီယာလက်ပတ်မှုရှတ်ဒေါင်းဆုံးသက်တယ်ဆိုတဲ့သတင်းတရုတ်နဲ့ကမ္ဘာကိုပေါင်းကူးရန်တရုတ်ကျွမ်းကျင်ပညာရှင်တွေကို ရှီကျင်းဖြင့်တိုက်တွန်းနေဆိုတဲ့သတင်းယူကရိန်းဒုံးကျည်မှန်ခဲ့တဲ့ရုရှားပင်လယ်နက်စိတ်ကမ်းမြို့တော်နာဘရိုစီးကိုအရေးပေါ်ကြီးညာတယ်ဆိုတဲ့သတင်းဩစတြေးလျရဲတပ်ဖွဲ့မှဒေါ်လာ46သန်းနီးပါးလိမ်နဲ့ ကြားဖြတ်နဲ့ဆက်ဆက်နေတဲ့ဘင်းဆီယာမနဲ့တမိကိုဖမ်းဆီးတယ်ဆိုတဲ့သတင်းတရုတ်ပြည်သရနိုင်ငံကျန်းစုပြည်နယ်မှာအနှစ်1500တပ်တန်းရှိတဲ့ဖျားကြောင်းမီလောင်လို့ဆိုတဲ့သတင်းနဲ့အခြေခံပညာရှင်ကျောင်းသူကျောင်းသားများပညာသင်ခွင့်ရအောင်ယူကရိန်းကစီစဉ်ထားတယ်ဆိုတဲ့သတင်းတွေကိုတင်ပြပေးမှာဖြစ်ပါတယ်။ပရမသောသတင်းတစ်ပုဒ်အနေနဲ့အမေရိကန်အစိုးရယန္တရားလေပတ်မှုရှတ်ဒေါင်းဆုံးသက်တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။အမေရိကန်သပိုင်းမှာအစိုးရလုပ်ငန်းတွေပိတ်ပင်ထားမှုရှတ်ဒေါင်း အကြာရှည်ဆုံး43ရက်ကိုကျော်ဖြတ်ပြီးနောက်နောက်ဆုံးမှလွှတ်တော် နေ့ရက်လုံးမှာဘတ်ဂျက်ဥပဒေကြမ်းကိုအတည်ပြုနိုင်ခဲ့ပြီဖြစ်တာကြောင့် shutdown လည်းအဆုံးသတ်သွားပြီဖြစ်တယ်လို့ဘရတာသတင်းဌာနမှဖော်ပြပါတယ်။ဗဒုန်းနေညကအောက်လွှတ်တော်မှာ229မဲ209မဲဘတ်ဂျက်ဥပဒေကြမ်းကိုအတည်ပြုပြီးနိုင်ပိုင်းကြာမှာပဲ trend ကယာယီဘတ်ဂျက်ဥပဒေကိုလက်မှတ်ရေးထိုးပေးခဲ့တာဖြစ်ပါတယ်။အခုလို43ရက်ကြာပိတ်ခဲ့ရတာကြောင့်လူတွေအလွန်ထိခိုက်နေတာလေလို့ trend ကသမရယုံမှပြောပါတယ်။ စိုးရဝန်ဆောင်မှုတွေဟာလာမယ့်ရက်အတွင်းမှာပြန်လည်စတင်မှာဖြစ်ပြီးလေကြောင်းခီးစင်တွေဟာလည်းပုံမှန်ပြန်ဖြစ်လာဖို့ညွှန်လင်းရတယ်လို့ဆိုပါတယ်ဘတ်ဂျက်ဥပဒေကြမ်းကိုအတည်ပြုနိုင်ဖို့အတွက်ဒီမိုကရက်တီဘက်ကတောင်းဆိုထားတဲ့ကျန်းမာရေးဆောင်ရှောက်မှုထောက်ပံ့ငွေတုံ့ပြန်ပေးဖို့အတွက်ယခုနှစ်ဒီဇင်ဘာလမှာမဲပေးမယ့်အစည်းအဝေးကိုလည်းသဘောတူထည့်တင်ထားတယ်လို့ဆိုပါတယ်ဆက်လက်တင်ပြပေးလိုတဲ့သတင်းကတော့တရုတ်နဲ့ကမ္ဘာကိုပေါင်းကူးရန်တရုတ်ကျွမ်းကျင်ပညာရှင်များကို ရှီကျင်းဖင်တိုက်တွန်းနေဆိုတဲ့သတင်းဖြစ်ပါတယ်။ပြည်သူ့သမ္မတရှီကျင်းဖင်ဟာပြည်ုပ်နဲ့နိုင်ငံရဲ့ချာယဉ်ကျေးမှုများကြားပြန်လည်နားလည်မှုမြင့်တင်ရန်နဲ့တန်တမန်ဖြင့်တာဝန်ထမ်းဆောင်ရန်လူငယ်တရုတ်ယဉ်ကျေးမှုကျွမ်းကျင်ပညာရှင်တွေကိုတိုက်တွန်းအားပေးခဲ့ပါတယ်။ရှီဟာပေကျင်းမှာကျင်းပမဲ့2025ခုနှစ်ကမ္ဘာတရုတ်ဘာသာစကားညီလာခံကိုတောက်ချနေမှာတနင်္ဂနွေနေ့ထိတက်ရောက်မဲ့နိုင်ငံပေါင်း52နိုင်ငံမှာတရုတ်ယဉ်ကျေးမှုဗေဒပညာရှင်62ဦးကို ပြန်စားတဆောင်မှာအထက်ပါအတိုင်းမှတ်ချက်ပြုပြောကြားခဲ့တာဖြစ်ပါတယ်။ငရေတဲ့တရုတ်ဗေဒပညာကျွမ်းကျင်ရှင်များဟာတရုတ်ဘာသာစကားနဲ့ယဉ်ကျေးမှုများကိုမြန်လို့ကြားယုံတာမကတရုတ်ယဉ်ကျေးမှုပညာရပ်ကိုတိုးတက်မှုနဲ့ယဉ်ကျေးမှုကြားအပြန်လန်သင်ယူမှုကိုတက်ကြွစွာလှုပ်ဆောင်ပေးတဲ့အတွက်နှစ်ထောင်အရာရှိတယ်လို့ဖော်ပြခဲ့ပါတယ်။သူရဲ့စာမှာရှင်းချင်းပြင်ကတရုတ်ဗေဒပညာရပ်ဟာလူသားအလုံးရဲ့ဘုံမွေနှစ်ကိုကိုးစားပြုတယ်လို့အလေးပေးဖော်ပြခဲ့ပါတယ်။ ရှီဟာအဆိုပါတရုတ်ယဉ်ကျေးမှုကျွမ်းကျင်ပညာရှင်လူငယ်များကိုတရုတ်ပြည်ရဲ့စစ်မှန်သောဗတ်ပေါင်းစုံနဲ့မြင်ကွင်းအခြေမြင်ကိုကဘာသို့တင်ပြရန်လူသားမျိုးနွယ်များအတွက်ပုံနာခဲ့ရှိသောလူမှုအတိုင်းဝန်းကိုတည်ဆောက်ရန်၎င်းတို့ရဲ့ဉာဏ်ပညာနဲ့ခွန်အားကိုအသုံးချကြပါလို့ပြောကြိုက်ပါတယ်။ငယ်သောတရုတ်ယဉ်ကျေးမှုကျွမ်းကျင်ပညာရှင်တို့ဟာမကြသေးမီကရှီထံမှာစာရခဲ့ပြီး၎င်းတို့ရဲ့အတွေ့အကြုံနဲ့ထိုးထွင်းသိမြင်မှုများကိုမျှဝေကား ၎င်းတို့ရဲ့လေလံမှုများကိုနက်နက်ဆိုင်ဆိုင်ယဉ်ကျေးမှုဖလှယ်မှုများမှာရက်ကွေချောင်းမွေစေရန်၎င်းတို့ကိုဆန္ဒဖော်ပြခဲ့ကြတယ်လို့သိရပါတယ်။ဆက်လက်တင်ပြပေးလိုတဲ့သတင်းပုဒ်ကတော့ယူကရိန်းတုံးစီထိမှန်ခဲ့တဲ့ရုရှားပင်လယ်နဲ့စိတ်ကမ်းမြို့တော်နာဗရိုစီကိုအရေးပေါ်ကြေညာတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ရုရှားနိုင်ငံခရနာဒါပြည်နယ်ပင်လယ်စိတ်ကမ်းနာဗရိုစကီမြို့တော်ကိုဒုံးကျည်တွေနဲ့နိုဝင်ဘာလ14ရက်နေ့မနက်ပိုင်းမှာယူကရိန်းကအပြင်းထန်တိုက်ခိုက်ခဲ့တဲ့အတွက် ရေးပေါ်အချိန်နှင့်ကြေညာထားရကြောင်းမြို့တော်ဝင်အန်ဒရီကရာချက်စ်ကအသိပေးပြောဆိုထားပါတယ်လို့ရုရှားဆိုရသတင်းဌာနတွေမှာဖော်ပြပါတယ်ယူကရိန်းတိုက်ခိုက်မှုကြောင့်မြို့တော်အချင်းတွေအဆောက်အဦတော်တော်များများပျက်စီးခဲ့ရသလိုစိတ်ကန်းစိတ်ခံတရာရေနံသုံးလောင်ကန်တွေနဲ့အရက်ဖက်ရေနံတင်တင်မောတစီပျက်စီးခဲ့ရတယ်လို့မြို့တော်ဝင်ကပြောပါတယ်ရုရှားဆိုရသတင်းစာတွေမှာလည်းဖော်ပြပါတယ်ရုရှားကာဝေးဝင်ကြီးဌာနကတော့နိုဝင်ဘာလ14ရက်နေ့မနက်ပိုင်းမှာယူကရိန်းဒရုန်း66စင်းကိုပစ်ချနိုင်ခဲ့ကြောင်း တရင်ထုတ်ပြန်ခဲ့တယ်လို့သိရပါတယ်။ဆက်လက်တင်ပြပေးလိုတဲ့သတင်းပုတ်ကတော့ဩစတြေးလျရဲတပ်ဖွဲ့ကဒေါ်လာ56တန်နီးပါးလိမ်လည်တဲ့ကြားဖြန့်ခိုင်းတဲ့ဆက်ဆက်သောဗီရင်ဆီယာမနဲ့တမိကိုဖမ်းဆီးရေးယူတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ဩစတြေးလျရဲတပ်ဖွဲ့ဟာနိုဝင်ဘာလ12ရက်နေ့စတဒီမြို့ဒိုဘာဟိုက်စ်မှာဒေါ်လာတန်နဲ့ချီလိမ်လည်မှုများကျူးလွန်တဲ့ကြားဖြန့်ခိုင်းတစ်ခုနဲ့ဆက်ဆက်နေတဲ့အသက်53နှစ်အရွယ်ဗီရင်ဆီယာမမိခင်နဲ့25နှစ်အရွယ်တမိဖြစ်သူကိုဖမ်းဆီးခဲ့ပါတယ်။ ၎င်းတို့ဟာ BNN နိုင်ငံသားများကိုအဓိကပြတ်မှတ်ထားဒိမ့်လေခဲ့ပြီးနှင်နာမှုပမာဏဟာအမေရိကန်ဒေါ်လာ46သန်းနီးပါးတဲ့ရှိတယ်လို့ဆွဆဲခံထားပါတယ်။ဗရင်ဆီယာမမိခင်ကပြတ်မှတ်များကိုငွေထုတ်ခိုင်းပြီးဘီလီယံနာတူကကုညီမယ်ဟုလှည့်ဖြား၍ဝေစုများခွဲယူခဲ့ကြောင်းသိရပါတယ်။မိခင်ဖြစ်သူဟာဆွဲချက်39ချက်ဖြင့်ရင်ဆိုင်နေရပြီးအမခံမရရှိပဲသမိဖြစ်သူမှမူဆွဲချက်9ချက်ဖြင့်အမခံဖြင့်ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။ရဲများဟာ၎င်းတို့ရဲ့ဇင်ခံအင်ကို ဝင်ရောက်စီးနေရမှာငွေကြေးစားရစားတမ်းများရွှေချောင်းများကာစီနိုချက်များပါဝင် ပိုင်ဆိုင်မှုများကိုသိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။ဆက်လက်တင်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့ပြုတ်ပြည်သူသမ္မတနိုင်ငံကျန်းစုပြည်နယ်မှာတက်တန်း1500တက်တန်းရှိတဲ့ဖျားเจ้าမီးလောင်ကျောင်းမှုဖြစ်ပွားတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ပြုတ်ပြည်သူသမ္မတနိုင်ငံကျန်းစုပြည်နယ်ကျန်းကြားခံမြို့မှာအနှစ်1500တက်တန်းရှိရုံကွင်းဖျားเจ้าဟာနိုဝင်ဘာလ12ရက်နေ့မှာမီးကြီးကျယ်လောင်ကျောင်းမှုတရက်ဖြစ်ခဲ့ရာ အိုးတန်လာတဲ့ရှီအောင်မွေနေများဆုံရှုံသွားမိကိုစိတ်ယုံသည်များကြဲကြဲပြန့်ပြန့်ပေါ်ပေါက်ခဲ့ကြောင်းသိရပါတယ်။မိလောင်ကြောင့်မူဖြစ်ခဲ့တဲ့ဖះเจ้าမှာရာစုနှစ်ပေါင်းများစွာကတက်တန်းရှိတဲ့ဘုရားဘာသာရှီအောင်ဘိတုကာအတက်ပညာနဲ့ဘာသာရေးအရာအထူးထင်ရှားမှုတို့ကြောင့်လူသိများကကျောင်းဝင်းတွင်အထက်များသာရှိသောရှီဟောင်းဖះเจ้าဟာအဆောက်အထက်များပြိုကျပျက်စီးသည့်အထိမိလောင်ကြောင့်ခဲ့တယ်လို့ဆိုပါတယ်။လူမှုကွန်ရက်မှာပြန့်နှံ့လာတဲ့ဗီဒီယိုရိုက်ကူးချက်များအရာ ကြီးမားလာသောမိဂုံးငွေများထွက်ပေါ်လာသည်ကိုတွေ့ရှိရပြီးမိတော်များဟာဖျားเจ้าရဲ့အစင်တစားနှပ်ပါတဲ့တစ်သားမိုးပြားများကိုပြင်းထန်စွာလောင်ကျွမ်းခဲ့တယ်လို့လို့သိရပါတယ်။နောက်ဆုံးတင်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့အခြေခံပညာစင်ကျောင်းသူကျောင်းသားတွေကိုပညာသင်ခွင့်ရအောင်စီစဉ်ထားတဲ့ယူကရိန်းဆိုတဲ့သတင်းဖြစ်ပါတယ်။ရှေ့တန်းစစ်မျက်နှာပြင်တစ်ခုဖြစ်တဲ့ဇာပိုရီရှားဒေသမှာပညာသင်ကြားတဲ့ကျောင်းသားကျောင်းသူတွေနဲ့သင်ကြားပေးတဲ့ဆရာဆရာမတွေကို တနဇယ်လန်စကီကနိုဝင်ဘာလ23ရက်နေ့မှာသွားရောက်တွေ့ဆုံအပ်ပေးခဲ့တယ်လို့ဖော်ပြပါတယ်။ရုရှားလေကြောင်းတိုက်ခိုက်မှုတွေကိုဒရုန်းတိုက်ခိုက်မှုတွေနဲ့နေတိုင်းရင်ဆိုင်နေရတဲ့ဇာဘိုရီရှားဒေသမှာဘေကင်းလုံခြုံတဲ့ဗီယောက်စာသင်ကျောင်းတွေတိစောက်ဖွင့်လှစ်ပေးပြီးဒေသခံကျောင်းသားကျောင်းသူတွေကိုအလှည့်ချပညာသင်ကြားခွင့်ရအောင်စီစဉ်ပေးထားတယ်လို့ဆိုပါတယ်။ကျောင်းသားကျောင်းသူ900အထိလုံခြုံစိတ်ချသောပညာသင်ကြားနိုင်အောင်ဆောက်လုပ်ထားတဲ့အဆောက်အုံတုံးမှာအလှည့်ချစနစ်နဲ့နှဆိုင်ခွဲပြီး ကျောင်းသားကျောင်းသူတထောင်နီးပါပညာသင်ကြားနိုင်အောင်စီစဉ်ထားတာလို့ယူကရိန်းသတင်းဌာနတွေကဖော်ပြပါတယ်။လောလောဆယ်ဒေတာအတွင်းကျောင်းသားကျောင်းသူ3000နီးပါအထိပညာသင်ကြားနိုင်အောင်ဆောက်လုပ်ထားပြီးဖြစ်တယ်လို့ဆိုပါတယ်။ဘေကင်းလုံကျုံစိတ်ချရတဲ့ကျောင်းတွေမှာအခြေခံပညာစစ်ကျောင်းသားကျောင်းသူတွေတက်စေကံစားတော့ဆိုင် အကစားခန့်မနဲ့ပန်းဖြေရနေရာတွေပါဖန်တီးတိဆောက်ပေးထားတယ်လို့ယူကရိန်းသတင်းဌာနတွေကဖော်ပြပါတယ်။ဒီနေ့ဖော်ပြပေးခဲ့တဲ့သတင်းတွေကတော့ကမ္ဘာတစ်လောမှာရှိတဲ့ထူးခြားတဲ့သတင်းတွေတဲက ရွေးကောက်ပြီးတော့တင်ပြလိုက်တာဖြစ်ပါတယ်အားလုံးကိုစိတ်နှပြချမ်းသာရှင်လန်းကြပါစေခင်ဗျာ